ကလေဒီဝန်ဆောင်မှုတစ်ခုတူထားလို့ရှင်လေအဲ့ဒီဝန်ဆောင်မှုကိုမမေးဘူးတိလားနောက်ဝန်ဆောင်မှုကိုမေးရခွဲအဲ့ဒီနောက်ဝန်ဆောင်မှုကိုကိုကိုကထပ်ပြီးတော့တူရတယ်ဆိုလို့ရှင်ခွဲအဲ့ဒီဝန်ဆောင်မှုကိုမမေးတော့ပြန်ဘူးဘုမမလုပ်တော့တဲ့ဝန်ဆောင်မှုကိုမေးပြန်ဘူးဘုနဲ့ client နေရပေါ့နော်အဲ့လိုမျိုးတွေတိုင်နေကိုပတ်တိုင်ချင်ရည်လေးရတယ်တိလားဘုဘူးစီမံရနိုင်တဲ့ service တွေကိုဘုဘူးတစ်ချက်ပြောပြပေးမယ်ပေါ့နော် passport ရှိမယ်။နောက်ထိုင်းရဲ့ e-visa ရှိမယ်။မြန်မာလေဆိပ် VMB pass ရှိမယ်၊ဘန်ကောက်လေဆိပ် VMB pass ရှိမယ်၊ TM30 service ရှိမယ်။နောက်လေရင်လက်မှတ်အရောင်းဝင်စားမှုရှိပါမယ်ရှင်။လေရင်လက်မှတ်ကလည်းပို့ပို့ပြည်တွင်းကိုမလုပ်ဘူးပေါ့နော်။မြန်မာနိုင်ငံနေနိုင်ငံတကာသွားတဲ့လေရင်လက်မှတ်တွေရပါမယ်ရှင်။အလုံးမဲ့ကျမချမ်းသာကြပါစေ။ပို့ပို့ကိုဆက်သွယ်မယ်ဆိုလို့ရှင်လေးဒီဗိုင်ဘာလေးကိုပဲတစ်ချက်ဆက်သွယ်ပေးပါပေါ့နော်။ မက်ဆေ့ချ်ဘောက်ကနေရောဘာမှပြောမပြအောင်သူတို့စီမင်းနဲ့ညီလို့ဆိုရောပေါ့နော်တော်တော်ကိစ္စတွေကတိတ်ပြောလို့မပြအောင်ပေါ့နော်ဈေးနှုန်းနေရောတခြားကိစ္စတွေရောပေါ့နော်အားကြောင့်လို့ပုပ္ပိုလ်ဖိုင်ဘာကနေပဲဆက်သွယ်ပေးပါရှင်